မင်္ဂလာပါခလေးသူငယ်ကာကွယ်ဆောင်ရှောက်ရေးအသိပညာပေးပေါ့ကတ်ကိုနားဆင်ချတော့ပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတင်နန်းစရာကိုမျိုးမြေပါဒီနေ့မှာတော့ခလေးသူငယ်ကာကွယ်ဆောင်ရှောက်ရေးဆိုင်ရာအရေးကြီးတဲ့ခေါင်းစဉ်တွေကိုဆွေးနွေးကြမှာဖြစ်ပါတယ်မင်္ဂလာပါရှင်ကျမကတော့ကလေးသူငယ်ကာကွယ်ဆောင်ရှောက်ရေးဆရာမထွန်ရင်မြန်မာကျမတို့ဒီနေ့မှာကလေးသူငယ်များအပေါ်ရုပ်ပိုင်းဆိုင်ရာလွှဲမားစွာပြုမှုခြင်းအကြောင်းနဲ့ဒီလိုပြုမှုခြင်းတွေအကြောင်းဖက်လာနိုင်တဲ့နောက်ဆက်သွေးစိုးကြိုးများအကြောင်းကိုပြောကြမှာပါ ကလေးသူငယ်ကကွယ်ဆောင်ရှောက်ရွေးဆိုတာဖီလိုအရာလဲလို့အရင်ဆုံးသတ်မှတ်ကြည့်ရအောင်ကလေးသူငယ်ကကွယ်ဆောင်ရှောက်ရွေးဆိုတာအသက်၁၈နှစ်အောက်ကလေးအားလွဲမစွာပြုတ်ချင်ခြင်းလိလူရှုခြင်းခေါင်းပုံဖြတ်အမျက်ထုတ်ခြင်းနဲ့အကျန်းဖက်ခြင်းတို့အားကြိုတင်ကကွယ်ရန်နှင့်တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ပါတယ်မှန်ပါတယ်ဒီနေ့ကျမတို့ကကလေးသူငယ်တွေကိုဘယ်လိုအခြေအနေတွေမှာထိခိုက်နစ်နာစေနိုင်လဲဆိုတာကိုပြောကြမယ်အသက်၁၈နှစ်အောက်ရှိစုတိုင်းဟာကလေးသူငယ်အဖြစ်သတ်မှတ်ပြီးကကွယ်ဆောင်ရှောက်ပေးဖို့လိုအပ်ပါတယ် ထမဦးစွာခလဲအပေါ်ရုပ်ပိုင်းဆိုင်ရာလွင်မားစွာပြုမူခြင်းကြောင့်ပြောချက်ပါစို့ရုပ်ပိုင်းဆိုင်ရာလွင်မားစွာပြုမူခြင်းဆိုတာရိုက်နှက်ခြင်းဆွဲရန်လုခါခြင်းမိပူလောင်စေခြင်းတွားနှင်ကြိုက်ခြင်းနှိမ့်ဆက်ညင်ပန်းခြင်းဂိုင်ပေါက်ခြင်းအရက်တေစာတိုက်ကျွေးခြင်းအစိတ်ရှိသော အရာများကိုကျွေးမွေးခြင်းဆိုးရွားသောပြတ်တန့်ပေးဆုံးမခြင်းစသည့်အမျိုးမျိုးသောနီးလန်းနေပင်ဆောင်ရွက်ခြင်းတွေပါဝင်ပါတယ်။ ဒီလိုရုပ်ပိုင်းဆိုင်ရာလွှမ်းမစားပြမှုချင်းကြောင့်ကလေးတွေမှာဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်မှာလဲရှင် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးတွေထဲမှာအယိုးကျိုးခြင်းအမာရွတ်ထင်ခြင်းအရှူးရများထင်နေခြင်းကုသမရသည့်အတွင်းကြေတန်ရာတွေဖြစ်ခြင်းအုံနောက်ထိကြိုက်ခြင်းထိတ်လန့်တွေးပြက်ခြင်းမိပူလောင်တန်ရာများရှိခြင်းအမီးဖော်မပြနိုင်သောတန်ရာများဖြစ်နိုင်ပါတယ်။ပြင်းထန်သောအခြေအနေတွေမှာဆိုရင်တည်ဆုံးခြင်းလည်းဖြစ်ပါတယ်။အဲ့ဒါတွေမကပါဘူး။ရုပ်ပိုင်းဆိုင်ရာလွှဲမစွာပြူခြင်းကခလေးရဲ့အပြုမှုပိုင်းဆိုင်ရာမှာလည်းဆိုးကျိုးရှိပါတယ်။ဥပမာအဖြစ် ကလေးကစိတ်သက်သာစင်ခြင်းဝမ်းနည်းနေခြင်းညာအိမ်မပြောခြင်းတင်းတင်းနဲ့နဲ့ပြုတ်မှုခြင်းလူကြီးတွေကိုကြောက်ရွံ့ခြင်းအိမ်ပြန်ရမှာကိုကြောက်ရွံ့ခြင်းအထီးကျန်ဆန့်ခြင်းမိမိကိုယ်ကိုတံပိုးထားမှုနည်းခြင်းတွေဖြစ်နိုင်ပါတယ်အချို့ကလေးတွေမှာမူရင့်ဆေးဝါးနဲ့အရက်သုံးဆွဲခြင်းတွေအချိန်ကြာကြာအိမ်ကထွက်ပြေးနေခြင်းတွေလည်းဖြစ်လာနိုင်ပါတယ်နောက်ပြီးကလေးတွေပေါ်ဆွေပိုင်းဆိုင်ရာလွင်မွားစွာဖြူခြင်းခြင်းလည်းရှိပါသေးတယ်ဒါကတော့မိဘအုတ်ထိန်သူများကကလေးသူငယ်များကိုချစ်ခင်ကျင်နာမှုမပြခြင်း ကလေးသူငယ်နှင့်လူငယ်များ၏အားနည်းချက်ကိုနမယ်တက်ပြီးခေါ်ခြင်း ဝေဖန်ပြောဆိုခြင်းအရှက်ရအောင်ပြုလုပ်ခြင်းတိမ်ငယ်စေခြင်းအထီးကျန်စေရန် ပြစ်ပယ်ထားခြင်းလူသားမဆန်သောပြုမှုပြောဆိုခြင်းချောက်လန့်ခြင်းဆဲဆူချိန်မောင်းခြင်းကလေးဂုံတိတ်ခါကိုထိခိုက်အောင်ပြောဆိုခြင်းများပါဝင်ပါသည်။စိတ်ပိုင်းဆိုင်ရာလွဲမှားစွာပြုခြင်းခြင်းကြောင့်ကလေးတွေမှာဖြစ်လာနိုင်တဲ့လက္ခဏာတွေကတော့စိတ်တကြဆင်ခြင်းမိမိကိုယ်ကိုတည်ကြောင်းကြံ့စီခြင်းမိမိကိုယ်ကို လေးစားမှုမရှိခြင်း ရန်လိုခြင်းသို့မဟုတ်ငိမ်သက်သွားခြင်းခတွင်းပြက်ကြီးစားမကောင်းတောက်မကောင်းထစ်ခြင်းငှက်မှုခြင်းသူတပန်းကိုထိခိုက်နစ်နာစေသည့်အပြုအမူပြုမှုခြင်းစတာတွေပါဝင်ပါတယ်အပြုအမူပိုင်းဆိုင်ရာမှာဆိုရင်တော့ဘလို့လက္ခဏာတွေပြနေနိုင်ပါသေးဝေးခလေးကဝမ်းနေနေတာစိတ်တကြရှင်နေတာရှောင်းဖေးရှောင်းဖေးဖြစ်နေတာညာအိမ်မပျော်တာအချစ်မခံရသလိုခံစားရတာရန်လိုတာတွေတွေ့နိုင်ပါတယ်။ကလေးကလူကြီးတယောက်ကိုကြောက်ရွံ့နေတာ၊သူမဟုတ်ရှောင်ဖယ်နေတာ အိမ်ပြန်ရမှာကိုကြောက်ရွံ့နေတာမိဘနဲ့ဆက်ဆံရမှာကိုကြောက်ရွံ့နေတာယုံကြည်မှုနဲ့တာ တက်တွားမှုမရှိဘဲတယောက်တည်းနေတာမိတ်ဆွေဖွဲ့ရန်ခတ်ခဲတာစိတ်အပြောင်းလဲမြန်တာမိမိကိုကိုနာကျင်အောင်ပြုလုပ်တာတွေလည်းဖြစ်နိုင်ပါတယ်ကျွန်တော်တို့ဒီအကြောင်းပြောနေတာကိုကြားရတဲ့အတိအမြင်ရရှိသူတွေအနေနဲ့ဘလို့ကူညီနိုင်ပါသလဲကလေးတွေမှာအထက်မှာပြောခဲ့ကလို့လက္ခဏာတွေတွေ့ရရင်တစ္ဆန်ရအာနာပိုင်းတွေကိုအကြောင်းကြားသင့်ပါတယ်ကလေးကိုယုံကြည်မှုပေးပြီးနားထောင်ပြီးသင့်ပါတယ် ကလေးကိုတလေခံမဖြစ်စေဖို့အရေးကြီးပါတယ်။တင်လင်းကလေးကိုကာကွယ်ပေးသည့်လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။မှန်ပါတယ်။ကျွန်တော်တို့လူအဖွဲ့စီတဲ့ကလူတိုင်းဟာကလေးတွေကိုလုံခြုံစိတ်ချစွာကြီးပြင်းရရှိဖို့ကာဝန်ရှိပါတယ်။ကလေးသူငယ်ကာကွယ်ဆောင်ရှောင်းရင်နဲ့ပတ်သက်ပြီးပုံမိုလေ့လာခြင်းနဲ့ဆိုရင် Child Protection in Humanitarian Settings တန်တန်တွေကိုတက်ရောက်နိုင်ပါတယ်။ ဟုတ်ကဲ့ရှင် CPI လို့အတော်ကောက်ခေါ်တဲ့ Child Protection in Emergency အကြောင်းကိုလည်းလေ့လာနိုင်ပါတယ်။တရားဝင်အဖွဲ့အစည်းတွေဖြစ်တဲ့ကလေးသူငယ်ကောက်ွယ်ဆောင်ရှောက်ရေးအဖွဲ့တွေနဲ့လည်းဆက်သွယ်နိုင်ပါတယ်။ဒီနေ့ကျွန်တော်တို့ဆွေးနွေးထည့်တာတွေကတော့ကလေးသူငယ်ကောက်ွယ်ဆောင်ရှောက်ရေးအကြောင်းရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာလွဲမှားစွာပြုမှုခြင်းအကြောင်းတွေဖြစ်ပါတယ်။ကလေးသူငယ်တိုင်းဟာချစ်ချင်းမေတ္တာ လုံခြုံမှုကောက်ွယ်ဆောင်ရှောက်မှုတွေကိုခံစားခွင့်ရှိပါတယ်။ မှန်ပါတယ်ရှင်ကျမတို့အာနုံဖူပေါပြီးကလေးတွေကိုကာကွယ်ဆောင်ရှောက်ကြပါစို့ဒီ podcast ကိုနားဆင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ကျမတို့ရဲ့ next season တွေမှာလည်းဆက်လက်အားပေးကြပါဦးကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကိုမျိုးမင်းနဲ့တော့အေးမင်းတို့ကကလေးသူငယ်ကာကွယ်ဆောင်ရှောက်ရေးအတီပီ podcast ကနေနှုတ်ဆက်ပါတယ်